ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ AMD Ryzen AI C CPU တွေအကြောင်းပြောပြတော့မှာဖြစ်ပါတယ်ဗျ AMD ရဲ့ Ryzen AI C CPU တွေအရဆိုရင်မျိုးဆက်သစ် AI Power Processor တွေဖြစ်ကြတယ်ဗျ Modern Laptop တွေနဲ့ပါလာတဲ့ Arthur Thin Device တွေအတွက်ဒီဇိုင်းဆွဲထားပြီးတော့ AMD ရဲ့ကိုယ်ပိုင်စွမ်းဆောင်ရည်မြစ် Zen Architecture နဲ့ Neural Processing Unit NPU တို့ပေါင်းစပ်ပါဝင်လာတယ်ဗျ HDR နဲ့ NPU AI Engine နဲ့ AI Machine Learning စွမ်းဆောင်ရည်ကောင်းမွန်လာပြီးတော့ AI workloads တွေအတွက်တွက်ချက်မှုတွေလုံဆောင်တဲ့နေရာမှာပုံမြန်ဆန်စီကျိုးရဖြစ်ပြီးတော့ energy efficiency ပိုကောင်းလာတဲ့အများ battery life ပုံမှုကောင်းမွန်လာတယ်ဗျ။ Zen 4 Zen 5 core တွေပါဝင်လာပြီးတော့ multitasking လုံဆောင်မှုတွေတုံ့ပြန်မှုမြန်ဆန်လာပြီးတော့ audio productivity အတွက် energy efficiency ပိုကောင်းလာတယ်ဗျ။ Ryzen AI processor တွေက RDNA 3 architecture ကိုခြေခံတဲ့ Radeon 700M series graphic တွေ integrated အနေနဲ့တခါတည်းပါလာပြီးတော့ 1080p gaming တွေနဲ့ hardware accelerated video playback တွေအဆင်ပြေပြေချောင်းမွေဖြစ်လာပြီးတော့ MIDI display setup တွေမှာ high resolution support လောက်လာတယ်ဗျ protection အတွက် Microsoft Bluetooth security processor ပါဝင်လာပြီးတော့ Windows Studio Effects နဲ့ Copilot feature တွေလည်း support လောက်လာတယ်ဗျ Wi-Fi 6E နဲ့ Bluetooth 5.2 support လောက်ပြီးတော့ battery အကြာကြီးခံဖို့အတွက်အဆင့်မြင့် power management feature တွေပါဝင်လာတယ်ဗျ webcam နဲ့ audio feature တွေလည်းကောင်းမွန်လာတယ်ဗျအဆုံးသတ်အနေနဲ့ပြောရရင် AMD ရဲ့ Ryzen AI CPU ရာဆိုရင် powerful processing integrated graphic နဲ့ AI လောက်ဆောင်မှုတွေကို chip တစ်ခုထဲမှာပေါင်းစပ်ထားတဲ့ CPU တွေဖြစ်တယ်ဗျ။ content creator တွေ student တွေ business user တွေနဲ့ AI developer တွေအတွက်ပုံမှန်မြန်ဆန်လုံခြုံစိတ်ချပြီးတော့စမတ်ဖြစ်စေမှာအသေးချပါပဲဗျ။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။